စ်တပ်ကသူတို့ကိုသူတို့လေမှန်တယ်လို့ထင်နေတာဘာဖြစ်လို့လဲသိတာမြန်မာပြည်မှာဆောင်ရဲကျွဲပြီးတော့ကိုယ့်ကိုဆောင်ရဲတက်ပါတယ်ဆိုတဲ့ကောင်တွေကဘောမာနေတော့စစ်တပ်ကလည်းသူ့ကိုသူမှားတယ်လို့ပဲထင်တော့မယ်မင်းအွန်လိုင်းကိုငါအဖြစ်မမြင်တော့ဘူးသိတာဘာဖြစ်လို့လဲဆိုမင်းတို့အောက်တန်းသားတွေကိုမြင်ပြီးတဲ့မင်းအွန်လိုင်းကိုအဖြစ်မမြင်ကြတော့သိတာမင်းတို့အဲ့အဲ့ဒီ generation လိုက်ဘောမာတဲ့ကောင်တွေလေမင်းတို့ first generation တွေမင်းတို့တိတ်သွားတဲ့ကိုယ်စီရတော်မှအာမနာငါတို့မှ generation လိုက်ကြီးဘောမာတာမင်းတို့ဆိုင်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 ဆဲတယ်ကွာသိတာမင်းတို့ မိုးမဆန်း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 ဆဲတယ်ကွာမင်းတို့ generation ကကြီးဘောမာလာမင်းတို့ MH တွေတသိန်းသားလုံးဘောမာလာဂျေးမီယာနေစားပြီအားလုံးပဲမင်္ဂလာပါ top news မြန်မာ channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် channel လေးကို subscribe မနေရသေးဘူးဆိုတော့ subscribe နေပြီးတော့ထမှန်ပြီးတော့တောင်းဆိုချင်ပါရစေဥပမာဗျာဂျက်စင်ဆိုကြမဟုတ်ဘူးဗျာတခြားတပ်ဖွဲ့ကတိုက်လို့စစ်ကောင်စီကိုတင်းသွားရင်စစ်ကောင်စီကိုတက်ခတ်သိမ်းပိုက်နိုင်သွားရင်ကျွန်တော်လက်မထိုးဘူးမရဘူးလား ကျွန်တော်ကတီးခွင့်မရှိဘူးလားတက်ကတော့ကျွန်တော်ကိုတားတယ်ဆရာရဲ့မဆဲပါနဲ့ကိုလည်းလူကြီးဖြစ်နေပြီဟိုသူတို့လာဆဲတိုင်းဘာလို့ပြန်ဆဲရမှာလဲလူကြီးတွေခလေးတွေတော့ကျွန်တော်မသိဘူးကျွန်တော်ကိုလာစော်ကားရင်တော့ကျွန်တော်လည်းဘသူ့မှမစော်ကားဘူးကျွန်တော်ကိုလာစော်ကားရင်တော့အဲကျွန်တော်ကိုကလစ်ကဆန်ဆန်ပါနော်ပေးရနေတော့ကျွန်တော်ပြန်မဆဲဘူးကျွန်တော်အကောက်ကနေတော့အဲကျွန်တော်ပျော်နေတယ်စိတ်ကြည်နေတယ်ဆိုရင်တော့ကျွန်တော်ပြန်မဆဲဘူးအဲကျွန်တော်စိတ်မကြည်ဘူးဘာလို့တိတ်တိတ်လေးတင်လာဆိုတော့ကျွန်တော်အဗကုံလိုက်ဆဲမှာအပြင်မှာတွေ့ရင်စောက်ခွက်ပါဆွဲထိုးမှာပြီးရင်ကျွန်တော်ကရုပ်လည်းမှတ်ထားတယ်အဲ့လိုအာချောင်တဲ့ကောင်တွေအပြင်မှာလည်းဟိုမတွေ့စင်တယ်တွေ့ရင်ကျွန်တော်ကဟိုကျိတ်မှာမအားလို့ဒါတိုင်းတဲ့ဘွန်းနဲ့တော့မဆိုင်ဘူးပေါ့ပုတ်ကလေးကဆန်ဆန်ပေါ့ကျိတ်မှာ အဲ့လိုမျိုးသဘောလေးတော့ကျွန်တော်ကဟိုရှိတယ်ဗျာဒီလားအဲကျွန်တော်အဲ့လိုမျိုးသဘောလေးတော့ရှိတယ်ညှိုးထားတာတွေဘာကြီးလဲမဟုတ်ဘူးဟိုကိုလည်းသူများကိုဘာမှလိုက်ပြောတာလည်းမရှိဘူးကိုကိုပြောရင်လည်းကိုကဟိုမှတ်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောပြမယ်ဗျာနောက်တစ်ခုကရန်သူကကျွန်တော်တို့ကိုမလုံနိုင်တဲ့အလုပ်ရှိတယ်ရန်သူကကျွန်တော်တို့နဲ့တိုက်ပွဲထဲမှာဘတ်တယ်ဖြစ်ရင်ကျွန်တော်တို့ရဲဘော်တရားသိအောင်သူတို့ဖြစ်လို့မရအောင်ကျွန်တော်တို့လည်းအဲ့လောက်ထိညံနေလို့ညံနေပြီးစစ်တိုက်နေတဲ့ကောင်တွေမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့တရင်တစ်ဖွဲ့တစ်ခုလုံးပြိုကျသွားအောင်လုပ်လို့ရတယ်အဲ့ဒါဘသူတွေလုပ်လို့ရလဲဆိုကိုလူတွေပဲလုပ်လို့ရတယ် ကိုလူချင်းချင်းอ่ะတေချာလည်းမသိပဲနဲ့တရင်တခြားတရင်တစ်ဖွဲ့ကိုသိခါချတယ်အဲဘယ်လိုပြောရမလဲပေါက်ကရရှောက်ပြောတယ်ဆိုလို့ရှိရင်လူတို့ယုံကြည်မှုကြဆင်းတယ်အဲ့တော့လူတို့ယုံကြည်မှုကြဆင်းလို့ရှိလို့ရှိရင်ရန်ပုံငွေကြဆင်းတယ်ရန်ပုံငွေကြဆင်းလို့ရှိရင်ကျွန်တော်တို့တိဆောက်ရမယ့်အရာတွေတိဆောက်လို့မရဘူးတိဆောက်လို့မရရင်ဘာဖြစ်လဲဆိုတော့ရန်သူကိုမတိုက်နိုင်ဘူးရန်သူကိုမတိုက်နိုင်ဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်ရေးမှာ favor အဲ့တော့ဘယ်လိုဖြစ်လဲပြောပါစေကျွန်တော်တို့ကအရင်မခုံဘူးမတုံ့လောက်ဘူးပြီးရင်လည်းတော်လိုင်းအင်အားစုလို့ပြောတဲ့သူတွေကဘယ်လိုမျိုးပြောရမလဲ ငါဒါရန်သူပြောတာပဲဆိုပြီးတော့အေးဆေးပဲဒါပေမဲ့ကိုယ့်ရဲ့တချို့တော်လိုင်းရေးတက်ဖွဲ့ဝင်တွေကကျွန်တော်နဲ့လည်းတွဲဆုံမှုချင်းမရှိပေါင်းသိမ်းမှုချင်းမရှိတိရှိခြင်းလည်းမရှိဘဲနဲ့ပေါက်ကရရှောက်ပြောတဲ့ခါကျတော့ကျွန်တော်တို့ကတော့ဗာနဲ့နာမကိုယ်ဆိုရချီလဲအခုချိန်ထိဟိုချီဟိုချီလဲကောင်းသေးတယ်လက်လဲကောင်းသေးတယ်အုံနောက်လဲကောင်းသေးတယ်အများကြီးလဲလှုပ်ရှားတက်တဲ့တကြောင့်မို့ပြဿနာမရှိနောက်တစ်ခုကကျွန်တော်မှာနော်ကိုပိုင်တနက်လည်းရှိတယ်ကြည်လည်းရှိတယ်နော်အေးဆေးပဲဟိုဘယ်လိုပြောရမလဲရှင်မခုံဘူးများသေးလားဒါပေမဲ့ကျွန်တော်မှာတရင်တက်ဖွဲ့ရှိတယ်ရက်စီဆိုကြဆိုတော့တရင်တက်ဖွဲ့ရှိတယ်တကြောင့်မို့ဒီပေါက်ကရရှောက်ပြောတဲ့ဟာတွေက ခုနပြောသလိုပေါ့လူလူထောက်ခံမှုကြဆင်းပြောတယ်ရံမုံငွေရောတဲ့အခါကျွန်တော်တို့တိဆောက်မဲ့ဟာတွေတိဆောက်ဖို့ခက်ခဲတယ်ခက်ခဲတဲ့အခါကျရင်ကျွန်တော်တို့တိုက်ခိုက်ဖို့မလွယ်တော့ခါရန်သူကကျွန်တော်တို့အတလို့နိုင်သွားတယ်ကျွန်တော်ကတော်လိုင်းရေးကြဆုံးမှကြောက်လို့တချို့ပြဿနာတွေကိုဖြေရှင်းနေရတာဖြစ်တယ်ကြံမဟုတ်ရင်ကျွန်တော်စိတ်တော်ဝင်စားအောင်လေလို့တွေးမှပဲစောက်ွက်ထိုးအောင်မယ်ဆိုပြီးမှတ်ထားလိုက်မှာဒါလေးတကယ်ပြောတာအဲ့တော့အဲ့လိုမျိုးပဲဒီပြည်သူလူထုကရောတီးခွင့်မရှိဘူးလားအဲ့မှာကျွန်တော်တို့ကစကန်ကူကိုတိနေမျိုးတို့မျိုးကိုတိနေဆိုရင်တခြားဖွဲ့တွေကရောတီးဖို့မလိုဘူးလားကျွန်တော်ပြောရလေမလိုဘူးလား ဒီလိုမရဘူးလားရတာပေါ့ကျွန်တော်တို့မြန်မာတော့ရတယ်အဲ့တော့ဘယ်တရင်တက်ဖွဲ့နေပဲဖြစ်ဖြစ်စစ်ကောင်စီဘုံရံသူဖြစ်တဲ့စစ်ကောင်စီကိုတိုက်ခိုက်သိမ်းပိုက်ချိန်မုံနိုင်တယ်ဆိုရင်ကျွန်တော်တို့ကတော့ appreciate လုပ်မှာပဲကျွန်တော်တို့ကလက်ခုပ်တီးမှာပဲကျွန်တော်တို့ကတော့ကြွားမှာပဲဒါပါဖြစ်တယ်ဒါငါတို့ရဲ့ online အင်အားစုတွေနိုင်တာဆိုပြီးကျွန်တော်တို့ကတော့ကြွားမှာပဲအဲ့တော့ကျွန်တော်တို့တက်ဖွဲ့ဝင်တွေတိုက်ခိုက်ရင်လည်းခင်ဗျားတို့ကြွားရမှာဒီလိုမျိုးရှိတာပေါ့နော်ဟိုကျွန်တော်အမြင်မှာတော့ဒီလိုမျိုးဖြစ်ပါဆိုကျွန်တော်တို့ online အင်အားစုဘက်ကနိုင်တာဟုတ်အဲ့တော့ကျွန်တော်ပြောချင်တာဟုတ်ပြီကျွန်တော်တို့ online အင်အားစုတွေ အဲကျွန်တော်ဒါထောက်ပြတာချစ်လို့နော်ထောက်ပြတာကျွန်တော်ဟိုကျွန်တော်အင်အားစုတွေကဘလို့လဲအခုဖြစ်နေလဲဆိုတော့ဘုံရန်သူကိုတခါလေးမေ့နေကြတယ်ဥပမာပေါ့ဟိုဟိုကျွန်တော်တို့တခြားတက်ဖွဲ့ကတိုက်လို့အောင်မြင်လို့ကျွန်တော်တို့ကလက်ခုပ်တီးကြည့်ဟာအာဘာဖြစ်လဲဆိုမင်းတို့နဲ့ဘာထိုင်လို့လဲမင်းတို့ကဘာလို့ပျော်တာလဲမင်းတို့ကရောပျော်တွေဘာဖြစ်ရညာဖြစ်လဲဟာအဲ့လိုမျိုးရောပျော်တော့မရဘူးလားဗျာဒါတော်လိုင်းအင်အားစုတွေနိုင်တာလေဗျာကျွန်တော်တို့တော်လိုင်းသမားတွေကျွန်တော်တို့တော်လိုင်းသမားတွေဗျာကျွန်တော်တို့တော်လိုင်းအင်အားစုတွေနိုင်တာအဲ့ကျွန်တော်တို့နိုင်ရောအတူတူမဟုတ်ဘူးလားကျွန်တော်တို့ကတော်လိုင်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့ကအတူတူမဟုတ်ဘူးလား အဲ့တော့လည်းဆိုတဲ့ခေါင်းပြန်အောင်ပါဗျာနှစ်ဖွဲ့ပဲရှိတယ်ဗျာနော်ပြည်တော်စုကိုရီမန်းပြီးသွားနေတဲ့အဖွဲ့ရေဗမာယူနစ်ကိုသွားနေတဲ့အဖွဲ့ရေဒါပဲရှိတယ်တွန်လိုင်းကြီးမှာဒါပေမဲ့အဲ့နှစ်ဖွဲ့လုံးရဲ့ဘုံရီမန်းချက်ကလည်းဒီအာနာရှင်စနစ်တုတ်ကြပြီးတော့မှလူတို့လိုလားတော့နိုင်ငံတော်တစ်ခုတိဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်ပဲကျွန်တော်တို့ရည်ရွယ်ချက်လည်းတူတယ်ရီမန်းချက်တူတယ်လုံဆောင်ချက်လည်းတူတယ်ဗျာကျွန်တော်တို့အားလုံးတူတယ်ကျွန်တော်တို့မတူတာဆိုလို့တင်းရင်ဖွဲ့ပဲရှိတယ်အဲ့တော့ကျွန်တော်တို့မတူတာဆိုတော့တရင်တက်ဖွဲ့ပဲရှိတယ်ဗျာတရင်တက်ဖွဲ့ကတူအောင်လုပ်ရင်လုပ်လို့ရတယ်နော်ဒါပေမဲ့လူ900ရှိရင်တရင်တရင်လူတစ်ထောင်ရှိရင်တရင်နှင်းရင်ဖြစ်မယ်အဲ့တော့လူတစ်ထောင်တရင်တရင်နဲ့လို့လုပ်လို့မရဘူး သူ့ရဲ့ဖွဲ့စည်းပုံမှာရှိတာ哦အဲအဲ့လိုမျိုးတွေတော့ရှိတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကဘာလဲဆိုအာနာရှင်စနစ်ကိုအဲ့ဒီညတူတာကိုကျွဲသွားမယ်မတူတာကိုကျွဲသွားမယ်ဘယ်သူပဲရှုံးနေရှုံးနေအဲဒါကျွန်တော်တို့ရဲ့ရှုံးနေမှုပဲဘယ်သူပဲအောင်မြင်အောင်မြင်ဒါကျွန်တော်တို့ရဲ့အောင်မြင်မှုပဲဆိုတော့ကျွန်တော်တို့ဒေါ်လာရေးသမားတွေတရက်တစ်ယောက်အခုအခါနည်းနည်းနဲ့ကျွန်တော်တို့ကသွားဖို့လိုတာပါအခုကကျွန်တော်တို့ကြည်နေတာကျွန်တော်တို့ဒေါ်လာရေးကဘယ်လိုဖြစ်နေလဲဆိုကျွန်တော်တို့ငွေငယ်တော့အလခုတ်တီးခဲ့ရတယ်ကျွန်တော်တို့ကြေးရွာချစ်ချည်ရေးပွဲလိုပဲဟိုဘလုံးမကန်ခင်မှာတော့အလုံးအေးစေးပဲ မော်လုံးကွင်းရောက်တဲ့အထိခရာမှုတ်တဲ့အထိအားလုံးအေးဆေးနေသေးတယ်အဲ့ဒါမှုတ်ပြီးတော့မှသူတင်ကိုရင်ကန်လဲကန်အောင်ချစ်ကြည်ရေးကန်တဲ့ကောင်နဲ့လဲကိုနဲ့စကားပြောတော့ကို့အတင်းသားနဲ့လဲကိုနဲ့စကားပြောတော့နောက်ဆုံးရွာတွေကကောင်နေတဲ့ဘာစကားမပြောတော့ဘူးအဲ့လိုဖြစ်အခုလက်တော်လိုင်းရေးမှာအဲ့လိုပဲဥမာရက်စီဆိုကြောက်ထောက်ပံ့တဲ့သူကတခြားစစ်ကြောင်းကအောင်မြင်မှုရလို့လက်ဟုတ်သွားမတီးနဲ့ဘာဆိုင်လို့လဲဘယ်လောက်ထောက်ပံ့ဘူးလို့လဲဘာညာပြဿနာရှာပြီမဟုတ်လေတော်လိုင်းအင်အားစုတွေကဒါအောင်မြင်တာပဲလေဟိုထိခိုက်ရင်ရောဥမာဘောရက်စီဆိုကြောက်ရဲဘော်ကြောက်ဆုံးလို့တခြားစစ်ကြောင်းအာလာငိုတယ်ဆိုရင်လဲ အဲတချို့လူတွေကဘာဆိုင်လို့မင်းတို့နဲ့ဆိုင်တာဒါသူ့တက်ဖွဲ့မင်းတို့တက်ဖွဲ့မှမဟုတ်တာဒါမဆိုင်ဘူးလေဒါကျွန်တော်တို့တော်လန်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတဆုတစီးတဲ့ညွတ်ညွတ်ထဲအဲကျွန်တော်တို့တွားရမယ်ဟိုခင်ဗျားတို့ရဲ့ကြဆုံမှုကကျွန်တော်တို့ရဲ့ကြဆုံမှုကျွန်တော်တို့ရဲ့အောင်မြင်မှုကလည်းခင်ဗျားတို့ရဲ့အောင်မြင်မှုပဲဒါတော်လန်ရေးဟေးတက်ဖွဲ့မိမိဖက်ပဲဖြစ်ဖြစ်မိမဖက်ပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ကဟိုအတူတူဆိုတဲ့စိတ်ရှိရင်တော့ကျွန်တော်တို့အောင်မြင်နိုင်နေတာပေါ့အဲကျွန်တော်တို့ဒီတက်ပွဲတိုက်တဲ့အခါကျရင်လည်းကျွန်တော်တို့တွေ့မြင်ရတာလေရှိကျွန်တော်တို့ကစစ်ဦးမှာတိုက်တယ်တချို့ကကျတော့စစ်ရဲ့အခြေမှာတိုက်တယ်ပေါ့အဲ့တော့စစ်အခြေမှာတိုက်လို့ ဟိုစေဦးကတိုက်နိုင်ဖို့အတွက်စစ်ချေရဖြတ်ပေးရတာပေါ့ဒါအနေဟိုလိုမျိုးဥပမာပြောပြတာနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီခါကြောက်လို့ရှင်စစ်ချေမှာတိုက်တဲ့အဖွဲ့တွေကကိုဘက်ကအရင်နေွားတဲ့ခါကြောင်ငါမပါလို့အရင်နေတာဆိုတော့ပြဿနာရယ်နောက်တစ်ခုကကြတော့ဟိုဒါငါတို့ဖွဲ့မှမဟုတ်တာဘာမှဖြစ်ပါဘူးမဟုတ်လေဒီစစ်ချေမှာအရင်နေစေဦးကကောင်းနေလဲခံရဖို့အလားလားရှိတာပေါ့ဒါဘယ်ဘက်ကပဲအရေးနေနေကျွန်တော်တို့အရေးနေတာပဲအဲ့လိုပဲဘယ်ဘက်ကပဲအရေးသာသာကျွန်တော်တို့အရေးသာတာပဲအဲကျွန်တော်တို့ဒီတပ်ဖွဲ့တပ်ဖွဲ့ဝင်တွေကတော့အဲ့လိုမျိုးရှိတာပေါ့အဲ့လိုမျိုးရှိဖို့အတွက်လည်းကျွန်တော်တို့ခေါင်းဆောင်တွေနဲ့စိုင်းနေလို့ကျွန်တော်တို့ကတော့ထင်တယ်ခေါင်းဆောင်တွေအနေနဲ့ကိုယ့်ရဲ့တိုင်းတပ်ဖွဲ့ကိုကောင်းကောင်း ်ဟိုစိတ်ထားနှလုံးသားကောင်းနေရှိဖို့စည်ရည်ရချက်မှန်ဖို့နိုင်ငံရေးရချက်မှန်ဖို့ထင်းချောင်းတင်တယ်လို့ဟိုထင်တယ်ပေါ့ငါ့ကိုချင်းပြီးရောငါ့ကိုဟိုငါနောက်လိုက်ရင်ပြီးရောဆိုတဲ့အတွေးမျိုးပဲထားရင်တော့မဟုတ်ဘူးနောက်တော့ဗာလဲဆိုတော့ကျွန်တော်တို့ရဲဘော်တွေကကိုယ့်ရဲ့ခေါင်းဆောင်ကိုချစ်ခင်တဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ခေါင်းဆောင်ရဲ့ဆုံးမဩဝါဒတွေကကိုယ့်ရဲ့ခေါင်းဆောင်ရဲ့အနေထိုင်ပြုမှုတွေကသူတို့ပေါ့အများကြီးလွှမ်းမိုးမှုရှိတယ်အဲ့တော့အဲ့လိုစကားကြားဘူးလားမသိဘူးဟိုဘယ်လိုပြောရမလဲမိမဆုံးမဖမဆုံးမဆိုတဲ့စကားကိုခင်ဗျားတို့ကြားဘူးလားမသိဘူးဘယ်လိုပြောရမလဲဆိုတော့မိမဆုံးမဖမဆုံးမရင်တာသမီတွေကအရင်ဆိုင်လေးတွေဖြစ်တယ်အဲ့တော့အရင်ဆိုင်လေးတွေဖြစ်လို့ရှင့် ဘလို့တိတ်ခါကြရလဲဆိုဒီမိသားစုကြီးတိတ်ခါကြရတာပေါ့ဗျာမိမဆုံးမဖမဆုံးမသားလေးတွေကအဟိုတားသမီးတွေအရင်ဆိုင်မွေးဝိုင်းဘလို့ဖြစ်လဲဆိုတော့ဒီမိသားစုတိတ်ခါကြရတာပေါ့မဟုတ်လားအဲ့တော့ကျွန်တော်ပြောကျွန်တော်တို့ရဲ့ရဲဘော်ညီကောင်မတို့ကကိုနောက်လိုက်ရင်ပြီးရောကိုချင်းပြီးရောဟိုလုံးလို့မရဘူးကျွန်တော်ထင်တာလေလုံးလို့မရဘူးလုံးလို့တင်ဘူးလို့ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဟိုဘသူပဲကြာရှုံရှုံကျွန်တော်တို့အတူတူကဝမ်းနေရမယ်ဘသူပဲအောင်မြင်မြင်ကျွန်တော်တို့အတူတူကပျော်ရွှင်ရမယ်ကျွန်တော်တို့ဒီဟိုတော်လန်ရေးဆိုတဲ့အောက်မှာ ရည်ရွယ်ချက်ကောရည်မှန်းချက်ကောလှုံ့ဆော်ချက်ကောကျွန်တော်တို့ကတူတဲ့အဖွဲ့အစည်းတွေကျွန်တော်တို့ကဖြစ်တယ်အဲ့တော့ကြေးရွာချစ်ကြည်ပွဲလို့ဘောလုံးပွဲပြီးစကားမပြောအဲ့လိုမျိုးတော့ဟိုမဖြစ်စေချင်ဘူးပေါ့နော်အဲ့ခုနပြောသလိုပေါ့ရဲဘော်တွေကကိုယ့်ရဲ့ခေါင်းဆောင်နေရဲ့အပြုတ်မှုအနေထိုင်အပြောဆိုတွေကသူတို့ပုံမှာအများဆုံးလွှမ်းမိုးမှုရှိတယ်အဲ့ဒီဟာတွေကကိုယ်ကတတိထားရမယ်ပေါ့ကိုယ်ကတတိထားရမယ်ဟိုကိုယ်ကိုထောက်ခံပြီးရောကိုယ့်ကိုချင့်ပြီးရောဆိုပြီးတော့မှဟိုလက်လို့စပယ်ထားလို့မရဘူးအဲ့ကြလို့ရှိရင်ဘာဖြစ်လဲဆိုတော့ခုနကကျွန်တော်ပြောသလိုမိမဆုံးမဖမဆုံးမလေးတွေဖြစ်သွားတဲ့အခါဒီအိမ်ကတိတ်ခါကြတယ်အဲ့ဒီအိမ်ကဘာအိမ်လဲဆိုတော့တော်လန်ရဲ့အိမ်ပေါ့ဗျာ ကျွန်တော်တို့ဒေါ်လာရေးအိမ်ကြီးပေါ့ကျွန်တော်တို့ဒေါ်လာရေးလှေကြီးပေါ့တလေလဲကျွန်တော်တို့ကစီးပြီးတော့ရေစံတက်နေကြတဲ့ကျွန်တော်တို့ကကောင်းနေလေကျွန်တော်တို့တိုင်းတက်ဖွဲ့ချင်းချင်းဒီတလေလဲစီးပြီးတော့မှရေစံတက်နေရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့ငခိုးမတကောင်နဲ့တလေလုံးဟိုမပုတ်ချင်ဘူးအဲ့တော့ကျွန်တော်တို့ပြောလိုတာကဂျက်စစ်ဆိုကြအနေနဲ့ဒီဒေါ်လာရေးလှေကြီးကိုမပုတ်စေရအောင်အဲ့တော့တခြားတိုင်းတက်ဖွဲ့တွေလည်းဟိုဒီကြောင့်ဟိုကြောင့်မပုတ်အောင်ကိုယ့်ရဲ့တိုင်းတက်ဖွဲ့ဝင်တွေကိုစနစ်တကျထိန်းချောင်းပေးတယ်ဆိုရင်တော့ဟိုမိမဆုံးမဖမဆုံးမဖြစ်တော့ဘူးဗျာအဲဒါဒါမျိုးကြီးကျွန်တော်ကတကယ်ခဲတဲ့တိုက်ပွဲထဲမှာအဲ့တော့ပြဿနာတက်ခဲတဲ့ ောင်းဆုံးရှင်းဖို့ကျွန်တော်ကြိုးစားတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ရှင်းလို့မရခဲ့ဘဲနဲ့လူတို့ကိုထုတ်ပြောလိုက်ရတာရှိသွားတယ်ပေါ့။အဲ့ဒီကျွန်တော်တို့ပြန်ပြောခံရတာပြဿနာရှာခံရတာမျိုးရှိတယ်ပေါ့ဗျာ။ဒါပေမဲ့ကျွန်တော်တို့ကတော့ပြဿနာမရှိပါဘူး။မှကျွန်တော်တို့တဖွဲ့မှာဒီလက်နဲ့ရောက်လာလို့ဒီလက်နဲ့က error ဖြစ်သွားလို့ကျွန်တော်ရေဘော်ထိခိုက်သွားတာမှန်တာပေါ့ခင်ဗျားတို့မှဟိုဒါကမင်းတို့ရေဘော်ထိခိုက်တာငါတို့ရေဘော်ဟိုမထိခိုက်တာမဟုတ်ဘူးဆိုတော့ဟိုစကားမျိုးပြောရင်တော့လေခင်ဗျားတို့အတွေးခေါ်ရမှန်ပါတယ် ဒါပေမဲ့ဂျက်စီဆိုကြရဲဘော်တီတယ်ခင်ဗျားတို့ရဲ့ညီကိုမောင်တို့မှခင်ဗျားတို့ရဲ့ရဲဘော်ရဲဘက်ဝင်လို့တွေးတယ်ဆိုရင်တော့ဒီလိုစကားမျိုးတွေပဲပြောတော့မယ်ကျွန်တော်တို့ကတော့ဘယ်တရင်တစ်ဖွဲ့ဝင်မဆိုထိခိုက်ရင်ကျွန်တော်တို့ဝန်းနေတာပဲဘယ်တရင်တစ်ဖွဲ့မဆိုဟိုရွံ့ရွံ့ချွတ်ချွတ်တော်လန်နေတာတွေ့ရင်သူကောင်းပြုခံရမယ့်လူတွေကပါရင်ကျွန်တော်တို့ကလည်းသူကောင်းပြုတာပဲ appreciate လုပ်တာပဲကျွန်တော်တို့ကလည်းလေးစားတာပဲကျွန်တော်တို့အားကြတာပဲကျွန်တော်တို့ချစ်ခင်ရတာပဲအဲ့တော့ကျွန်တော်တို့ကပို့ပြီးတော့မှသိရှိနားလဲတဲ့ကောင်းကောင်းတွေတွေ့ရင်ကျွန်တော်တို့ကလည်းလိုက်တာပဲရှင်းပြပြောရမယ်ကျွန်တော်တို့ကဟိုထမင်းစားကြုံခံနေတော့မဟုတ်ဘူးကျွန်တော်တို့လည်းကျွန်တော်တို့ သွားရမယ့်လမ်းမှာကျွန်တော်တို့ဥဆောင်တဲ့သူကကျွန်တော်တို့ဥဆောင်ဥရပြုရလားတောင်းရင်မှုတောင်းဝန်ခံမှုရှိရလားဆိုတော့ကျွန်တော်တို့လည်းကြည့်အဲ့တော့ဂျက်စီဆိုးကြမှာကျွန်တော်ပြောပြချင်တာကျွန်တော်တို့ဂျက်စီဆိုးကြမှာရဲဘော်တွေကျွန်တော်တို့အမြဲတမ်းမှာဂျက်စီဆိုးကြသည်စီရီရွေချက်နိုင်ငံကြီးရွေချက်မမှန်တော့တဲ့နေ့မင်းတို့ဂျက်စီဆိုးကြကိုစွန့်ခွာဖို့အဲ့တော့ဂျက်စီဆိုးကြရဲ့စီရီရွေချက်ကဘာလဲဆိုတော့အနာရှင်စနစ်ပြတ်သုံးရေးပေါ့ဗျာနော်အနာရှင်စနစ်ပြတ်သုံးရေးကျွန်တော်တို့နိုင်ငံတော်အစ်တိဆောက်ရေးကျွန်တော်တို့မှာတခြားတော့နိုင်ငံကြီးရွေချက်စီရီရွေချက်မရှိဘူးကျွန်တော်တို့မှာသစ္စာလေးထံလေးချက်ရှိတယ်ဒါအောင်စနစ်တကြအကောင့်ထဲပေါ့အဲ့တော့ဂျက်စီဆိုးကြလက်ရှိအကောင့်ထဲပေါ်နေတာကတော့ရှင်းရှင်းလေးပဲစစ်ကောင်စီကိုကျွန်တော်တို့တိုက်ဖို့အတွက် ကျွန်တော်တို့စေဆွမ်းကျွန်တော်တို့စေဆွမ်းအားဒီနေ့ရက်ကိုကျွန်တော်တို့ဂျက်စီဆိုကြအနေနဲ့ကျွန်တော်တို့တီဆောင်နေတယ်ဒါလူတို့ကိုကျွန်တော်တို့ပြောပြတယ်အဲ့တော့ကျွန်တော်ဂျက်စီဆိုကြအနေနဲ့ကျွန်တော်တို့စေဟိုတိုက်ဆွမ်းရီတိုက်ဆွမ်းအားနှစ်ရက်ကိုကျွန်တော်တို့တီဆောင်နေတယ်အဲ့တော့ကျွန်တော်တို့တိုက်ဆွမ်းအားတွေရှိလာဖို့အတွက်ကျွန်တော်တို့သင်တန်းတွေအဆက်မပြတ်ဟောသူဒီတိုက်ဆွမ်းအားမြင်းနဲ့တက်ဖွဲ့ ချင်းတက်ခိုက်နေတာဖြစ်တယ်။အဲ့ဒီမှာတိုက်စွမ်းအားမြင့်ဖို့ကျွန်တော်တို့နီးပညာတက်ဖွဲ့တိဆောက်တယ်။ကျွန်တော်တို့ဒုံးတွေတိဆောက်တယ်လက်နက်ခဲရင်းတွေကျွန်တော်တို့တိဆောက်တယ်။အဲ့တော့ကျွန်တော်တို့ကတိုက်စွမ်းရင်မြင့်တဲ့လက်နက်တွေနဲ့တိုက်စွမ်းရင်မြင့်တဲ့ရဲဘော်တွေရရှိလာတဲ့အခါကျွန်တော်တို့တိုက်စွမ်းအားတရက်ဖြစ်လာလိမ့်မယ်။အဲ့ခါကျရင်ကျွန်တော်တို့ရဲ့မျောလင်းချက်ကျွန်တော်တို့ရဲ့အတ္တလူတူရဲ့မျောလင်းချက်ကိုကျွန်တော်တို့အကောင်ထိုင်ပေါ်နိုင်မှာဖြစ်လို့တော့ကြောင့်မို့ကျွန်တော်တို့ဒီရဲစစ်ဆိုကြားပေးကိုခင်ဗျားတို့လေ့လာကြည့်။တိုက်စွမ်းရင်တိုက်စွမ်းအားနှစ်ရက်ကိုလုံးဝမလျော့တော့ကျွန်တော်တို့အမြဲတမ်းလုပ်နေတယ်။အဲ့တော့ကျွန်တော်တို့ဒီတက်ဖွဲ့ဝင်တွေရောကျွန်တော်တို့ပြည်သူလူထုရောကျွန်တော်တို့ကျမ်းမာရေးကြိုးပဲ့လို့မရအောင်ကျွန်တော်တို့စုဖွဲ့မှုဟိုကြိုးပဲ့လို့မရအောင်ကျွန်တော်တို့စိတ်သက်ကြိုးပဲ့လို့မရအောင် 在哪里？在哪里？现在在哪里？哎喽，现在都在哪里啊？怎么一招被养老啊没？谁在招被养老啊没？苏北没招被养老啊没？哎喽，在哪里啊？你得听嘛，现在都社交媒体嘛，抖音嘛，TikTok 啦，里里边，前几年没是吧？谁公司怎么一招被养老？在哪里不露老啊？谁在招被养老不露老啊？苏北没招被养老不露老啊？哪里？现在都生长里面走路去，现在都嘛，等你这块文青青打开铺，喏，当然你这块文青青没好多搞标铺，哦，啊乌的，那如果要在哪里？在哪里？这是苏州的，现在都离了吧？ 四月一月见朋友们，五、六月一月见朋友们，都无所谓。啊，恰恰恰恰，投票微盘微多，多了一样的微多嘛，拍进来。就讲讲到路咧，湖南的干部嘛打压我，那在广东庙里，讲到路不落苦，讲到路不要，这是虚假的。五、六月一月见朋友们，五、四月一月见朋友们，都无所谓。朋友们呢，一月这里哟，我投票微多嘛，拍进来。谢谢你呗。啊，过去我没啥嘛，因为呢，过去没啥嘛，带呢、加呢，路我没嘛呢，去理呢，路跑了。哪里项目票呢？哪里项目票呢？啊，这里来米修，那里来米修。老老咱们不要得路，不要得，他妈的，我们好。 နော်အဲ့တော့ကျွန်တော်တို့ဒီ justice ဆိုကြအနေနဲ့သွားနေတဲ့တော်လန်ရေးပေါ်မှာလူတို့ကိုအချိန်မပြူတော့ဘူးစီရီရဲ့ချက်နိုင်ငံရေးရဲ့ချက်မမှန်တော့ဘူးဆိုရင်ခင်ဗျားတို့ပြင်းပြထန်တဲ့ boycott လုပ်စမ်းပါအဲ့လိုမျိုးဖြစ်တဲ့အထိအတွေးခေါ်မြင့်ကြစမ်းပါဟိုရှောက်ပြောတာက မကောင်းဘူးပေါ့နော်မကောင်းဘူးအဲ့တော့အဲ့လိုမျိုးပဲကျွန်တော်တို့လည်းစောင့်ကြည့်တယ်နော်ကျွန်တော်တို့သတိထားမိလားမသိဘူးနော်ကျွန်တော်တို့ justice ဆိုကြဘယ်တော့မှ for show မလုပ်ဘူးနော်တတိထားမိလားမသိဘူးဟိုလိုမျိုးပြောတာမဟုတ်ကြီးကျယ်တာမဟုတ်ကျွန်တော်တို့တချို့ကကြီးကျယ်တယ်လို့ထင်တယ်ကျွန်တော်တို့ကကြီးကျယ်တာမဟုတ်ဘူးပြကျွန်တော်တို့က for show မလုပ်တတ်တာဘာကြောင့် for show မလုပ်လဲဆိုတော့ကျွန်တော်ပြောပြမယ် လူတယောက်ရဲ့ဇာတိတာကိုဥမာပေါ့မြန်မာပြည်မှာပြဿနာတခုရှိတယ်အဲ့ဒါကျွန်တော်လုံးဝမကြိုက်ဘူးကျွန်တော်တို့ရဲ့အကျင့်သီလကောင်းမွန်ကြောင်းထောက်ခံစားဖို့အကျင့်သီလမကောင်းတဲ့ရဲစခန်းမှာသွားလုခိုင်းတဲ့ပြဿနာကိုကျွန်တော်ကလုံးဝသဘောမကျဘူးတည်လားကျွန်တော်တို့ကိုယ့်ရဲ့အကျင့်သီလကောင်းမွန်ကြောင်းထောက်ခံစားဖို့ရဲစခန်းမှာသွားလုရတာမြန်မာပြည်မှာဒီကျွန်တော်ကောင်းထောက်ခံနိုင်ငံရေးဘလော့ကြီးလက်စားတယ်အဲ့တော့ကျွန်တော်လည်းအဲ့လိုပဲတခြားတင်တခြား ဒီအတ္တိပတိတွေမှာကျွန်တော်တို့မပါဘူးဆိုတာကျွန်တော်တို့ဘာဖြစ်လဲဆိုတော့အဲ့ဒီပတိလုတဲ့သူတွေရဲ့ဇာတိတောက်ကိုကျွန်တော်တို့မသိဘူးမကောင်းလို့မပြောဘူးတော့ကျွန်တော်တို့မသိဘူးသိဖို့လဲကျွန်တော်တို့လေ့လာခြင်းမရဘူးကျွန်တော်တို့မအားဘူးသိဖို့လဲကျွန်တော်တို့လေ့လာခြင်းမရဘူးကျွန်တော်တို့မအားဘူးပြီးလို့ရှိရင်ဟို ကျွန်တော်အထူးတလည်းလည်းလိုက်မလုံနိုင်ဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဘယ် activity ကိုမှကြော်ညာပေးတာတွေပါဝင်တာတွေဘာတွေကျွန်တော်တို့မလုပ်ဘူးဘာကြောင့်မလုပ်တာလဲကျွန်တော်မသိလို့ကျွန်တော်မလုပ်တာမသိတဲ့အပေါ်မှာကျွန်တော်အာမမခံနိုင်ဘူးအေးနောက်ပိုင်းဖြစ်လာတဲ့ငွေကြေးအရှုပ်ရှင်းတွေပြဿနာတွေဘာတွေပေါ်မှာလဲကျွန်တော်ဝင်လဲမရှင်းကျင်ဝင်လဲမပြောကျင်ဘူးအဲ့ဒါကျွန်တော်အလုပ်လည်းမဟုတ်ဘူးကျွန်တော်လောက်ကပြည်သူလူထုကိုကျွန်တော်တို့တိဆောက်နေတဲ့တိုက်စွမ်းရေးတိုက်စွမ်းအနှစ်ရက်ကိုကျွန်တော်တို့တိဆောက်တယ်တိဆောက်တဲ့အခါမှာကျွန်တော်တို့လိုအပ်ချက်ရှိတယ်လိုအပ်ချက်ကပြည်သူလူထုကိုတိုက်ကြည့်မယ်ပြည်သူလူတိဆောက်ရရှိတယ်တိဆောက်မယ်တိုက်ခိုက်ရရှိတယ်တိုက်ခိုက်မယ်ဒါဖြစ်ဆိုကြရင်အလုပ်ကျွန်တော်တို့ရဲ့အလုပ်ရှင်းရှင်းလေးပဲဟိုဘယ်လိုပြောရမလဲဒါပဲကျွန်တော်သိတယ် ကျွန်တော်ကျွန်တော်မသိဘူးအဲအကြောင်းကိုကျွန်တော်တို့ကဟိုမာနကြီးတာလည်းမဟုတ်ဘူးဘဝင်မြင့်တာလည်းမဟုတ်ဘူးအထာကိန်းတာလည်းလူလူထောက်ခံမှုများလို့လူဘာဝတာလည်းမဟုတ်ဘူးခုနကပြောသူကျွန်တော်တို့ကျွန်တော်တို့မကြိုက်တဲ့အချက်ရှိတယ်ခုနကကျွန်တော်ပြောသူကိုယ့်အကျင့်စီကကောင်းမှုကြောင့်အကျင့်စီကမကောင်းတဲ့ရဲစခန်းမှာထောက်ခံတာသွားလို့တော့ကျွန်တော်တို့မမကြိုက်ဘူးဗျာမကြိုက်တဲ့တော့ကြောင့်အဲ့ဒီဟိုဟာတော့ကျွန်တော်တို့မကျင့်သုံးဘူးဗျာမကျင့်သုံးတဲ့တော့ကြောင့်မို့ကျွန်တော်တို့ကိုမသိတဲ့ဟာကိုကိုကြော်ညာပေးတာလို့အဲ့ဒီဒီပတီတွေမှာကိုမပါဘူးဗျာအဲ့ဒီကရတဲ့ရံပုံငွေလည်းကျွန်တော်တို့မယူဘူးဗျာဘာဖြစ်လို့လဲကိုကိုလည်းဘယ်သူမှအာမမခံနဲ့ကိုလည်းဟို ဘယ်သူမှအားမမခံအောင်ရှင်းရှင်းလေးပဲအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်ကိုကျွန်တော်တို့ရဲ့ပေးရနေကြည်ပါကျွန်တော်တို့ဘာလို့လုပ်နေလဲကြည်ပါကြည်ပြီးတော့မှအော်သူတို့ကဒီတိုက်ဆွမ်းတိုက်ဆွမ်းအနှစ်ရက်ကိုအစင်မပြတ်လေ့ကျင့်တိစောက်ပြင်ဆင်နေပါလားအေးဒါငါတို့ကြိုက်တယ်ဆိုရင်ထောက်ပတ်အေးဒီလိုလုပ်နေတာငါတို့မကြိုက်ဘူးခွာဆိုရင်လည်းမထောက်ပတ်နဲ့အေးလာဆဲရင်လည်းကျွန်တော်ကစိတ်ကောင်းနေပြန်မဆဲဘူးစိတ်မကောင်းနေပြန်ဆဲမှာပဲတက်ကတော့ကျွန်တော်တို့တားတယ်ဆရာရဲ့မဆဲပါနဲ့ကိုလည်းလူကြီးဖြစ်နေပြီဟိုသူတို့လာဆဲတိုင်းဘာလို့ပြန်ဆဲရမှာလဲလူကြီးတွေခလေးတွေတော့ကျွန်တော်မသိဘူးကျွန်တော်တို့လာဆော်ကားရင်တော့ကျွန်တော်လည်းဘသူ့ကိုမှမဆော်ကားဘူးကျွန်တော်တို့လာဆော်ကားရင်တော့အဲကျွန်တော်ကိုကလစ်ကဆန်ဆန်ပါတော့ပေးရနေတော့ကျွန်တော်ပြန်မဆဲဘူးကျွန်တော်အကောက်ကနေတော့ အဲကျွန်တော်ပျော်နေတယ်စိတ်ကြည်နေတယ်ဆိုရင်တော့ကျွန်တော်ပြန်မဆဲဘူးအဲကျွန်တော်စိတ်မကြည်ဘူးဘာလို့တိတိလေးတင်လာဆိုတော့ကျွန်တော်အဗကုံလိုက်ဆဲမှာအပြင်မှာတွေ့ရင်ဆောက်ခွက်ပါဆွဲထိုးမှာပြီးရင်ကျွန်တော်ရုပ်လည်းမှတ်ထားတယ်အဲ့လိုအာချောင်တဲ့ကောင်တွေအပြင်မှာလည်းဟိုမတွေ့စင်တယ်တွေ့ရင်ကျွန်တော်ကဟိုကြိတ်မှာဘာလဲဆိုတော့ဒါတိုင်းတစ်ဖက်နဲ့တော့မဆိုင်ဘူးပေါ့ပုတ်ကလီကဆန်ဆန်ပေါ့ကြိတ်မှာအဲ့လိုမျိုးသဘောလေးတော့ကျွန်တော်ကဟိုရှိတယ်ဗျာသိလားအဲကျွန်တော်ကအဲ့လိုမျိုးသဘောလေးတော့ရှိတယ်အညှိုးထားတာတွေဘာကြီးလဲမဟုတ်ဘူးဟိုကိုလည်းသူများကိုဘာမှမလိုက်ပြောတာလည်းမရှိဘူးကိုကပြောရင်ကိုကဟိုမှတ်ထားတယ်ပေါ့နော် ဲ့တော့ကျွန်တော်ပြောပြမယ်ပြနောက်တစ်ခုကရန်သူကကျွန်တော်တို့ကိုမလုံနိုင်တဲ့အလုပ်ရှိတယ်ရန်သူကကျွန်တော်တို့နဲ့တိုက်ပွဲထဲမှာဗတ်တယ်ဖြစ်ရင်ကျွန်တော်တို့ရဲဘော်တရားသေးအောင်သူတို့ဖြစ်လို့မရအောင်ကျွန်တော်တို့လည်းအဲ့လောက်ထိညံနေလို့ညံနေပြီးစစ်တိုက်နေတဲ့ကောင်တွေမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့တိုင်းတစ်ဖွဲ့တစ်ခုလုံးပြိုကျသွားအောင်လုပ်လို့ရတယ်အဲ့ဒါဘသူတွေလုပ်လို့ရလဲဆိုကိုလူတွေပဲလုပ်လို့ရတယ်ကိုလူချင်းချင်းဟာတေချာလည်းမသိပဲနဲ့တိုင်းတခြားတိုင်းတစ်ဖွဲ့ကိုသိခါချတယ် အဲဘယ်လိုပြောရမလဲပေါက်ကရရှောက်ပြောတယ်ဆိုလို့ရှင်လူတို့ယုံကြည်မှုကြဆင်းတယ်အဲ့တော့လူတို့ယုံကြည်မှုကြဆင်းလို့ရှင်လို့ရှင်ရန်မုံငွေကြဆင်းတယ်ရန်မုံငွေကြဆင်းလို့ရှင်ကျွန်တော်တို့တိဆောက်ရမယ့်အရာတွေတိဆောက်လို့မရဘူးတိဆောက်လို့မရရင်ဘာဖြစ်လဲဆိုတော့ရန်သူကိုမတိုက်နိုင်ဘူးရန်သူမတိုက်နိုင်ဘူးဘာဖြစ်လဲဆိုတော့ကိုယ်လည်းရေးမှ favor အဲ့တော့ဘယ်လိုဖြစ်လဲပြောပါစေကျွန်တော်တို့ကအရင်မခုံဘူးမတုံ့လောက်ဘူးပြီးရင်လည်းကိုယ်လည်းအင်အားစုလို့ပြောတဲ့သူတွေကဘယ်လိုမျိုးပြောရမလဲ အာဒါရန်သူပြောတာပဲဆိုပြီးတော့အေးစေးပဲဒါပေမဲ့ကိုယ့်ရဲ့တချို့တော်လိုင်းတက်ဖွဲ့ဝင်တွေကကျွန်တော်နဲ့လည်းတွေးဆုံမှုချင်းမရှိပေါင်းသိမ်းမှုချင်းမရှိသိရှိခြင်းလည်းမရှိဘဲနဲ့ပေါက်ကရရှောက်ပြောတဲ့ခါကျတော့ကျွန်တော်တို့ကတော့ဗာနဲ့နာမကိုယ်ဆိုရဲ့ချီလဲအခုချိန်ထိဟိုချီဟိုချီလဲကောင်းသေးတယ်လက်လဲကောင်းသေးတယ်အုံနောက်လဲကောင်းသေးတယ်အများကြီးလဲလှုပ်ရှားတက်တဲ့တော့ကြောင့်မို့ပြဿနာမရှိနောက်တစ်ခုကကျွန်တော်မှာနော်ကိုယ်ပိုင်တနက်လည်းရှိတယ်ကြည်လည်းရှိတယ်နော်အေးစေးပဲဟိုဘယ်လိုပြောရမလဲရှင်မခုံဦးများသေးလားဒါပေမဲ့ကျွန်တော်မှာတရင်တက်ဖွဲ့ရှိတယ်ဂျက်စီဆိုကြဆိုတော့တရင်တက်ဖွဲ့ရှိတယ်တော့ကြောင့်မို့ဒီပေါက်ကရရှောက်ပြောတဲ့ဟာတွေက ခုနပြောသလိုပေါ့လူလူထောက်ခံမှုကြဆင်းပြောတယ်ရမုံငွေပြောတဲ့အခါကျွန်တော်တို့တိဆောက်မဲ့ဟာတွေတိဆောက်ဖို့ခက်ခဲတယ်ခက်ခဲတဲ့အခါကျရင်ကျွန်တော်တို့တိုက်ခိုက်ဖို့မလွယ်တော့ဘူးခါကျန်သူကကျွန်တော်တို့အတလို့နိုင်သွားတယ်ကျွန်တော်ကတော်လိုင်းရေးကြဆုံးမှကြောက်လို့တချို့ပြဿနာတွေကိုဖြေရှင်းနေရတာဖြစ်တယ်ကြံမဟုတ်ရင်ကျွန်တော်စိတ်တော်ဝင်စားအောင်လေလို့တွေးမှပဲစောက်ွက်ထိုးအောင်မယ်ဆိုပြီးမှတ်ထားလိုက်မှာဒါလေးတကယ်ပြောတာဟိုတချို့ကိစ္စတွေပြောတယ်ဆိုတာလေတော်လိုင်းရေးကြောက်တာပြောရတာ ဖုန်းခေါ်လို့ရတယ် PCB မှာဆက်သွယ်ပြီနော် PCB မှာဆက်သွယ်လိုက်ပါနော် PCB profile မှာ Viber number တင်ထားရတယ်လေ Viber number ကနေခေါ်ပါနော်အဲ Viber number ကနေလည်းကျွန်တော်ဆက်သွယ်လို့ရတယ်နော် Viber number ကနေဆိုရင်လည်းဆက်သွယ်လို့ရပါလိမ့်မယ်ပို့တာအမအပရှိမောင်းအရေးပေးတာလေပြောပါအခု Viber အလားစစ်စစ်အဲ့တော့ကျွန်တော်တို့ခုတော့ရတယ်ကျွန်တော်တိုက်ဆွမ်းတိုက်ဆွမ်းအမြင်အောင်ကျွန်တော်တို့လုပ်နေတယ်နော်အဲ့ဒီမှာကျွန်တော်တို့တိုက်ဆွမ်းရင်မြင်းနဲ့ရဲဘော်တွေကျွန်တော်တို့မွေးမြူနေတယ်တိုက်ဆွမ်းရင်မြင်းနဲ့လက်နက်တွေကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်နေတယ်ဒီနေရက်ကိုကျွန်တော်တို့လုပ်နေတယ်ဖြစ်နိုင်ရင်ကျွန်တော်တို့ဒီချက်လက်တွေပြောပြကြ မလို့ဘောဗျာဒါပေမဲ့ကျွန်တော်တို့ရံပုံငွေလိုအပ်တဲ့အခါကျွန်တော်တို့ဘာလုပ်နေလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့ပြောပြတဲ့အခါကျွန်တော်လည်းတည်တည်သလောက်တည်သွားတော့ဟိုအလုံးလိုက်ဝမ်းသာရတာဗောအဲ့တော့ဒါပေမဲ့ကျွန်တော်တို့ကတော့ကူးမဆိုင်ပါဘူးကျွန်တော်တို့လိုလိုဝဲဝဲရှိပါတယ်အဲ့တော့ကျွန်တော်ပြောချင်ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့တိဆောက်နေတယ်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့မှလိုအပ်ချက်ရှိတယ်အဲ့တော့ဒီလိုအချက်ကဂျီကာအင်ဂျင်နဲ့ဂျီကာအုတ်ထုတ်တွေဖြစ်တယ်။အဲ့တော့ကျွန်တော်တို့အမေအိမ်သူအပြန်လန်းဆိုတဲ့ကမ်ပိန်းကိုလုပ်တယ်။ကမ်ပိန်းကရတဲ့ဟာတွေကိုကျွန်တော်တို့ဝယ်တယ်၊ဝယ်ပြီးရဲဘော်တွေကိုပေးဝစ်တယ်။အခုအယောက်300စာကနေပြီးတော့အယောက်300စာလူထုရှေ့ကနေကျွန်တော်တို့တောင်းခံထားတာ ဟိုဗါလဲ92ရောက်စာရပြီကျန်တဲ့200ကျော်စာလိုသေးတယ်ကျွန်တော်တို့ဆက်ဖြည့်ရမယ်ကျွန်တော်တို့သွားနေတယ်ဟာဘာကြီးမစားရမိအောင်ကြမှာလဲအခုဒီလေစားချကြတယ်ကဲဒီတလာတွင်မှာမင်းဝိုင်းဖြည့်လာအဲဒီတလာတော့တွင်မှာမင်းဝိုင်းဖြည့်ကြမယ်ဗျာတက်ညီလက်ညီသွားကြမယ်ဗျာစိတ်တူကိုတူရှိရင်ပြောတာစိတ်တူကိုတူမရှိရင်လဲရှိတလောင်းနဲ့လှုပ်ရမှာပဲဗျာကျွန်တော်တို့ကတော့ဒီလမ်းကိုရှောက်ထားပြီးဆိုတော့ရှောင်လို့ရတဲ့သူကတော့ရှောင်ရှားလို့ရတဲ့သူကတော့ရှားပြီးနေကြပါကျွန်တော်တို့ကတော့ရှောင်လို့လည်းမရဘူးရှားလို့လည်းမရဘူးရှောင်ဖို့လည်းစိတ်ကူးမရှိဘူးရှားဖို့လည်းစိတ်ကူးမရှိဘူးဆိုတော့ကျွန်တော်တို့လည်း ရှိတဲ့ဟာနဲ့ရှိသလိုကျွန်တော်တို့လုပ်ရမှာပါဗျာကျွန်တော်လဲဟိုကျက်စီဆိုကြတက်ဖွဲ့ဆိုတာအင်အားနည်းနည်းလေးမှမဟုတ်တာတိတိလေးမှမဟုတ်တာကျွန်တော်လဲဟိုသူများရဲ့ဟိုလိုမျိုးပြောတာမဟုတ်ပါဘူးကျွန်တော်တို့ရနိုင်ငံရေး background ကြီးကြီးရှိရင် social media အတိုင်းဝိုင်းကောင်းကောင်းဖြစ်ရင်ပြီးရင်အပေါင်းအသင်းတွေများရင်နိုင်ငံရေး background တွေရှိရင်ကျွန်တော်လဲခက်ခဲရင်လည်းဆက်ဆံရင်ဒီကောင်ဘာညာလေးနဲ့အဲ့လိုပြောတာမဟုတ်ပါဘူးဗျာကျွန်တော်တို့လဲဒီလိုမျိုးစကားတွေအများကြီးမပြောဘဲနဲ့အာဒီဘက်ကစကားနှဲလိုက်တာနော် ဖိုက်တာကြီးပါဆိုတော့ဂုံတိခါလေးကြီးလေယူကျင်တာပေါ့ဗျာပြီးတာစကားဆိုလဲလို့မရလို့ဗျာတာဗျာပြင်နိုင်ရင်မျက်နှာတော့မကြည့်ကျင်လူပါပဲခါကြရင်လေလောက်ပါမှာပဲပေါ့ဗျာသိလားကျွန်တော်တို့ကရွေးချယ်